င်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်ဆောင်တဲကိုတဲ့လပခကိုပူပေါင်းအဖွဲ့တွေရှော့တိုက်တုံးနဲ့ပြစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲကိုတက်ဖို့ရောက်လာတဲ့စစ်ကောင်ဆောင်ခိတတဲကိုတဲ့အလေပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်ကို109မမရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Free Wardy for မြန်မာတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ ညကတိတိကျင်းထဆီစင်ရတာအလုံးရည်နေသွားတယ်အချိန်မရလိုက်လို့လပကဝင်းတဲ့ကိုနှလုံးစလုံးကြားတယ်လို့သိရတယ်လို့ပြောပါတယ်မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကိုစစ်ကောင်းဆောင်တက်ရောက်မှာမို့အရင်နှစ်တွေကလေးကမန္တလေးမြို့83လမ်းကျုံတောင်ဘက်တစ်လျှောက်ကိုလုံကြုံရေးတွေတင်းကျပ်ချထားတာလို့မြို့ကန်တွေကပြောပါတယ်ဒီနေ့မနက်6:55မိနစ်မှာပဲအလဲပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွင်တဲ့ကိုရှော့တိုက်တုံနှလုံးပြစ်ခတ်ခဲ့တာလို့သိရပါတယ်ရှော့တိုက်တုံကြတာဟုတ်တယ်အထီးကိမရှိပါဘူးလို့စစ်တပ် သတင်းရှင်းပြတဲ့အူကပြောပါတယ် နန်းတွင်တဲကို short တိုက်တုံနှလုံးကြခဲ့တာကိုအခြားသတင်းရင်းမြစ်တွေကလည်းအတည်ပြုခဲ့ပြီးအတိကိုက်ကိုတော့မသိရသေးပါဘူးစေကောင်းဆောင်ကမင်းညပိုင်းကပြင်းဦးလီမျိုးမှာနေခဲ့တာဖြစ်ပြီးဒီနေ့မနက်ပိုင်းမှာရှင်တန်နဲ့မန္တလေးမြို့ကိုဝင်လာတယ်လို့လူကန်တွေကပြောပါတယ် short တိုက်တုံအပြစ်ခံရလို့မျိုးတွင်းလုံးချုံရေးလဲထတ်ထိုးထားပြီးမန္တလေးမြို့ပေါ်မှာလုံးမဲ့ပွဲတချို့လဲနောက်ဆုတ်ပေးထားရတယ်လို့သိရပါတယ်ဒီနေ့မနက်6:00နာရီကျော်မှာ February Form မြန်မာ VWN အဖွဲ့ရဲ့ဥဆောင်မှုနဲ့ No More Deterioration NMT PDF Pipe Savant Phone PSF နဲ့ရတနာပုံတပ်ဦးအဖွဲ့တို့ကလပခတွေကို108မမရှော့တိုက်တုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စေကောင်းဆောင်မင်းအောင်လိုင်ဟာမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတယောက်ကိုအော်တိုဘာ3ရက်နေ့ကပြည်ဦးလွင်ကနေမန္တလေးကိုလာရောက်ခဲ့ကလပခမှာခေတ္တတဲခုခဲ့တာလို့ VWN ကထုတ်ပြန်ထားပါတယ်။မအားလာတော့အတော်ကြောက်သွားမယ်။အချိန်မီချင်းချောက်နိုင်လို့အောင်မြင်တဲ့မစ်ရှင်လို့ပြောနိုင်ပါတယ်လို့ VWN တာဝန်ရှိသူကပြောပါတယ်။ပြစ်ခတ်မှုလှုပ်ဆောင်ပြီးချိန်မှာ M35 တွေဝိုင်းတွဲတွေနဲ့ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးပြစ်ခတ်တာတော့မရှိဘူးလို့ဆိုပါတယ်။ဒီမစ်ရှင်က BWM ရဲ့56ကြိမ်မြောက်စစ်စင်ရေးဖြစ်ပြီးပါဝင်ကူညီပေးတဲ့နည်းမြေကန်အဖွဲ့တွေကြောင့်အောင်မြင်ခဲ့တာဖြစ်လို့အထူးကျေးဇူးတင်ပါတယ်လို့ VWM ကထုတ်ပြန်ထားပါတယ်။မန္တလေးတက္ကသိုလ်ရပြည်ပွဲကိုဆိုရင်နေရာအတိအကျသိရတာကြောင့်ပိုပြီးလွယ်လွယ်ကူကူတိုက်ခိုက်နိုင်ပေမယ့်စစ်ကောင်းဆောင်ကပြည်သူတွေကိုဒိုင်းကအနေနဲ့ပြုလုပ်ထားတာကြောင့်မတိုက်ခိုက်နိုင်တာဖြစ်တယ်လို့ဆိုပါတယ် ပြစ်ခတ်မှုတွေကလပခတဲ့ကိုရောက်ရှိတာကြောင့်စေကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ VWN တာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးမြေအောက်ဆေးရုံဆေးရုံအပါဝင် လုံကြုံနဲ့ဆေးရုံဆေးကန်တွေတိစောက်နေတယ်လို့ NUG ကျမကြီးဝင်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အာနာသိန်းစစ်ကောင်စီတပ်ကစစ်ရုံစည်းကမ်းတွေနဲ့ဂျမ်းမာကြီးစောင်းလျှောက်သူတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေလို့ရေအောက်စစ်ရုံအပါဝင်လုံခြုံစိတ်ချရတဲ့စစ်ရုံစည်းကမ်းတွေတီဆောက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဂျမ်းမာကြီးဝန်ကြီးဌာနဖီတော်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောကြားပါတယ်။ NUG သတင်းပြန်ကြားရေးဌာန PVTV နဲ့မေးမြန်းမှုမှာဝန်ကြီးကတော်လန်ရေးရဲဘော်တွေအပါအဝင် ပြည်သူတွေလုံခြုံစိတ်ချရတဲ့ဂျမ်းမာကြီးစောင်းလျှောက်မှုရရှိစေရေးဆောင်ရွက်နေတဲ့အခြေအနေကိုအခုလိုပြောပြခဲ့တာပါ။ တော်လှန်ရေးရဲဘော်တွေကိုအများပြည်သူနဲ့ရောပြီးကုသချိန်မှာလုံခြုံရေးကိုအထူးဂရုစိုက်ရကြောင်းဝင်ကြီးချောက်တာဇော်ဝေဆိုးကပြောပါရယ်စစ်ကောင်စီကလည်းစေယုံစေကန်နဲ့ကျမ်းမာရေးဆောင်ရှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိလေးကြောင်းတိုက်ခိုက်တာတွေလုပ်နေချိန်မှာအထူးဂရုစိုက်ပြီးပြုစုကုသဆောင်ရှောက်မှုတွေပေးနေရကြောင်းရှင်းပြပါရယ်ရေအောက်စေယုံအခုအချိန်မှာစေယုံတီဆောက်နေတာဟာရည်ရွယ်ချက်ဟာဒီတော်လှန်ရေးထဲမှာရှိနေတဲ့ရဲဘော်များအတွက်ဦးစားပေးရည်ရွယ်ချက်နဲ့တီဆောက်နေတာဖြစ်ပါတယ်လို့ဝင်ကြီးကပြောပါရယ် ပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုလည်းပေးဖို့အတွက်ဖြစ်တယ်လို့ရဲဘော်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ညီအောင်စေယုံတွေလုံခြုံစိတ်ချရတဲ့စေယုံစည်းကမ်းတွေတည်ဆောက်နေတာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနရဲ့ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစောဝေစိုးကပြောပါတယ်တော်လန်ရေးမှာကျမ်းမာရေးစောင့်ရှောက်မှုမှာဦးစားပေးနံပါတ်၁ဖြစ်တဲ့တော်လန်ရေးထဲမှာရှိတဲ့ရဲဘော်တွေရဲ့ကျမ်းမာရေးစောင့်ရှောက်မှုဟာကျမ်းမာရေးဝန်ကြီးဌာနရောကာကွယ်ရေးဝန်ကြီးဌာနမှာရှိနေတဲ့စစ်တပ်ဖွဲ့တွေရောရဲ့ဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ပြောပါရယ်